ဒီနေ့တော့တမခွန်ခွန်လမ်းကရဒပိစခမ်းမတွေးကြောခဲ့ကြဘူးရေတမခွန်ခွန်တမလွန်တဒက်လုံးပြတမ၆၆တဒက်လုံးသိတမရှိရှိမတာဖြစ်ဒီလိုကြွေးကြော်နမိတ်ဖတ်ခဲ့တဲ့တမခွန်ခွန်အကြောင်းပြောပြမှာဖြစ်ပါ ခွန်ခွန်ဆိုတာကတော့မြမစစ်တပ်တမိုင်းမှာစစ်တပ်ရဲ့လက်ကင်ဒုတ်တက်တက်ဖြစ်ပါတယ်ဒီမှာကြီးကမဲနေနော်ညမဲနေဒါတတာဒီဘောဘယ်လိုလဲသိလားတမခွန်ခွန်ကိုစတင်တီထောင်ခဲ့တဲ့ဘူချုပ်တင့်ဆွေဖြစ်ပါတယ်နော်အဲ့တော့တမခွန်ခွန်အကြောင်းဒစီဒီဆောင်ထပ်ပြီးတော့လိလာကြရရင် 德玛公公，德玛公公奥嘛，老看德云打破一点习惯。德玛公公也过节目奥嘛，看来笑，老噶，看来看文白，看来写白话的，看来阿叔酷播的，看来对呀对，印度狗，看嘛呀对呀，阿印度狗，看嘛呀对呀，吵吵架，看嘛呀对呀，空印度狗。 ခမရ313မှော်ပြီနဲ့ခမရ391ထောက်ကျန့်ဆိုရဲချင်းမြန်ချင်းမြန်တရင်နေရှိပါတယ်အဲ့တော့တမခွန်ခွန်လိုတမျိုးလူပေါင်း190လန်ဒန်ခြာခဲ့ရတယ်အင်းတော်မျိုးသိန်းတိုက်ပွဲအပြင်ခွေးပြင်းပြင်းလိုကတာမှာဖမ်းမိတဲ့ကိစ္စအကျွေးပြန်ရဖို့အတွက်တခုတင်ပြချင်ပါတယ် တမကုခွာရန်ကုန်ပဲခူးဆိုရက်ပြည်သူလူထုတပိမောက်ချီတဲ့ဆန္နာပြဝရီမှာရဲရဲဆက်ဆက်ပြစ်သက်ပြစ်ခတ်နှိမ်နင်းခဲ့တဲ့ပတ်စီအကျံဖတ်တက်တခုဖြစ်တယ်လို့နောက်ထပ်လူအများတိတ်မသိသေးတဲ့ရှုပ်ဝတ်ချက်လေးတခုပြောပြခြင်းပါတယ်ဒီနေ့ဆိုရင် တမခွန်ခွန်တမမူအောင်တက်ဦးအပါဝင်တမခွန်ခွန်တော့ကချင်းမြန်ချင်းတရင်ဖွဲ့စည်းဖို့မရှိတရှိပြက်ရင်းပြိုကျဆုပ်ပြက်တက်နေတဲ့ဖစစ်တဲ့စခွေးတိုက်တရားခွန်၁၀ကျော်အရှင်ဖမ်းမိလာတဲ့ဗီဒီယိုကလစ်ကိုနောက်ဆုံးမှလက်ဆောင်အနေနဲ့ထည့်သွင်းထားပါတယ်အလုံးမသိတဲ့အကျွေးတစ်ခုပြောပြပါမယ် တမခွန်ခွန်ဟာနောက်ထပ်ပြစ်မှုကြီးတစ်ခုကျူးလွန်ခဲ့ပါတယ်2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့မှာဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကဥဆောင်ပြီးနော်တမခွန်ခွန်ရဲ့အချမ်းပတ်နေနေရတက်ရဲဆိုပြီးတော့နှစ်တက်သုံးပြီးအာနာသိမ်းခဲ့တယ်တပါနောက်တစ်ခုကနိုင်ငံတော်တိုင်ပင်ခံဒေါ်ဆန်းစုကြည်နဲ့တမလဦးဝင်းမြင့်ကို ဆွဲလာရင်လာဖန်စီပြီးကိုထိလက်ရောက်ကျူးလွန်စော်ကားခဲ့တဲ့ကောင်းကြီးဖြစ်တယ်ပြည်သူကိုတက်ဖြက်အကြံဖက်ရက်စက်ခဲ့တဲ့တမခုခုဒီနေ့တော့ဒီအချိန်ကြီးဒီအချိန်ကြီးရောက်နေပါအဲ့တော့တမခုခုကိုတမိုင်းကြောင်းတစ်ချက်ကိုကျွန်တော်တို့လေ့လာကြည့်ကြရအောင်တမခုခုချင်းမြတ်တမဌာနချုပ်ကိုခေါ်ပါတယ် စစ်တပ်ရဲ့ပထမဦးဆုံးဖွဲ့စည်းခဲ့တဲ့ချင်းမြန်တပ်မ6ရက်6လ1966 64လုံးမှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။တပ်ကနှစ်60ရှိတယ်။ဒုတိယကမ္ဘာစစ်တုန်းကပြင်သစ်နော်မန်ဒီကမ်းခြေကမ်းတက်စစ်စင်ကြီးဒီရီ6ရက်6လ1944ကိုအားကြပြီးအဲ့ရကိုယူပြီးတည်ခဲ့တယ်လို့စတင်တမခုံကိုချိန်မှဌာနချုပ် စတဲ့ဒီဒီဆောက်ခဲ့တယ်ဘုချုပ်တင့်ဆွေကပထမဦးဆုံးတက်မှမူပါဘုချုပ်မြင့်ဆွေဥခင်ညိုရဲ့ဆရာရင်တယောက်ဖြစ်ပါတယ်တမခုံကိုစတဲ့ဖွဲ့စည်းတဲ့ရည်ရွယ်ချက်ကတော့အဲ့ဒီအချိန်တုန်းကဘကိုးရိုးမမှာရှိနေတဲ့ဘဂဝဘဝဌာနချုပ်ကိုခြေမုံမှုဖြစ်ပါတယ်ရည်ရွယ်ချက်ကလည်းပေါင်းရောက်ခဲ့တယ်လို့ပြောရမှာပေါ့ဗျာနှစ်နှစ်ကြာမှာ1968ခုနှစ် တခင်တန်ထွန်းဘူစီရတို့ကိုအဓိကခေါင်းဆောင်တွေကိုရှင်းလင်းခဲ့တာလေတမ္မာကုန်ကုန်ဖြစ်ပါနောက်ထပ်၉နှစ်အကြာမှာဘဝ95မှာတခင်စဉ်တခင်ချစ်တို့ကိုရှင်းပြနိုင်ခဲ့တဲ့တမ္မာကုန်ကုန်ဘကူယိုးမှာဘဂဝါဇတ်သိမ်းတွားခဲ့တဲ့တမ္မာကုန်ကုန်အရှိမြောက်ဘဂဗာရီပထမအုပ်ဆုံးထိုးစစ်ကြီးမေရှာအော့ဖ်ဆစ်ဆိုတဲ့ မင်းရန်အောင်စစ်စင်ရေးကို1996 1996ခုနှစ်မှာတမခုန်ခုန်1996ခုနှစ်မှာတမခုန်ခုန်နဲ့ပဲတိုက်ခဲ့ကြတာပါနောက်တစ်ခုကဒီမှာမာလာကအဲ့တုန်းကចောင်းစင်းခါစားအခြေအနေပဲရှိတယ်လို့ကျွန်တော်သိရှိရပါတယ် ဓမ္မခုံခေါအောက်ကရှမ်းတိအခုခမရ3ခု1လို့ထင်ရတဲ့တပ်ပေါ့ဗျာ IU ဆိုရင်ထောင်လိုင်းရေးအရာရှိရင်းမှု PS ဆိုဓမ္မခုံခုံကိုဖွဲ့စည်းပြီးစစ်စင်ရေးလုပ်ခဲ့တာအောင်မြင်ခဲ့လို့ဓမ္မရှစ်ရှစ်ကို1968 68ခုနှစ်ဓမ္မရှစ်ရှစ်ကို1968ခုနှစ်ဓမ္မကိုကိုကိုလည်း1968ခုနှစ် ထပ်မံဖွဲ့စည်းခဲ့ပါတယ်။ထောင်ဘုရား68မှာတော့ထပ်မံဖွဲ့စည်းတဲ့စတုဒ္ဓမြောက်အပူတ္တမကတော့တမ66ဖြစ်ပါတယ်။အဲတော့ထောင်ဘုရား86ကနေထောင်ဘုရား68ကြားထဲမှာရှင်းလောက်ကြာပါတယ်။တမတွေစကခတွေအများကြီးဖြစ်လာခဲ့တာတော့1900 96မှာလို့အကြံဉာဏ်သိတာရပါတယ်ဆိုတော့ကတမရီစကခရီအများကြီးဖြစ်လာပြီမဲ့ ထောင်ဟိုခုနခုန်ခုန်ရှိရှိကိုကိုဆိုတဲ့စစ်တပ်ရဲ့အားကိုရဖို့ဝါရှင်ဆုံးတမိုင်းအရှိဆုံးတမရီဖြစ်ပါတယ်။ဘာကောအရှိမြောက်မှာအလူးလေးတိုက်ခဲ့ရတဲ့ကာလတလျှောက်လုံးမှာဒီတပ်မှ၃ခုနေပဲအဓိကအားထားပြီးဗာမီကူနစ်ပါတီကိုတိုက်ခိုက်ခဲကြတယ်လို့ကနေဦးသိရပါတယ်။အဲ့တော့ငွေဦးတော်လည်ကာလကိုကြည့်ကြရအောင် ရုတော်လိုင်းကားမှာတက်မခွန်ခွန်တက်မရှစ်ရှစ်တက်မကိုကိုသုံးခုလုံးရဲ့တက်မမူတွေကိုခြေမုံနိုင်ခဲ့ပြီဖြစ်ပါတယ်။နောက်တေတက်ဦးဖမ်းမိတဲ့အခြေအနေပါ။တက်မကိုကိုတက်မမူက30နှစ်ဆက်ကွန်ပထမလိုင်းလုံးကမုံကိုမှမတာပေါ်ပါလေ။ရှစ်ရှစ်တက်မမူကဗမော်စိန်လုံးဘက်မှာလျှော်ပြီး အခုခွန်ခွန်တက်မှဘူးကတော့အင်းတော်တိုက်ပွဲမှာလက်ရဖမ်းဆီးနိုင်တယ်ခွန်ခွန်ကကောင်ကိုမိတာပြည်သူကာဝေးကြီးတက်မတော်သားတွေဖြစ်တဲ့အတွက်ပုံမှုဂုံယူစရာကောင်းလာပါတယ်အင်းတော်ဆစ်စင်ကြီးမှာ KIA ABDF ကိုကဲမှုတွေပါခဲ့ပါတယ်ဒါပေမဲ့အမှတ်၄စစ်တေသားဆိုတဲ့ခေါင်းစဉ်ကသွားတယ်လို့ကျွန်တော်တို့အကြမ်းမြင့်တည်တာရပြီ NUG ရဲ့အောင်ပွဲလို့တော့တချို့က ြောနေကြပါတယ်။မြေပြင်အခြေအနေကတော့တပ်ပေါင်းစုတွေတိုက်ကြတယ်လို့လည်းသိရပါတယ်။အဲ့တော့ဒီအချိန်မှာတမခုံခုံတမရှိရှိတမကူကူဆိုတဲ့စစ်တပ်ရဲ့အားကိုးရုံဝါရှင်တမမှုတွေအကုန်လုံး၃ယောက်လုံးမတာပေါ်တည်ခြင်းနဲ့တည်ပြီးဒီတမခုံခုံတမမှုကတော့ကျွေးဝါရောင်ရခင်းတို့ကပြစ်မိတ်ပေးယဟန်တန်ဃာတွေကိုတတ်ခဲတဲ့တမမှုတယောက်ဖြစ်ပါ တမမူမနီကအောင်တက်ဦးကတော့ဘာလို့ထွက်ပြေးတာလဲဆိုတော့မသိရဲလို့ပါတဲ့ကျွန်တော်အသက်ချမ်းသာပြီးပါတယ်အဲ့တော့2000ခုလုံးကဒီမှာမြင်တယ်နော်ရွှေရောင်တော်လန်လေးမှာရွှေရောင်တော်လန်ကြီးမှာဇာတ်ဇာတိဖတ်လို့ရတယ်နော် ဗတ်တီရန်ကွန်မန်ဒါဝူကွန်မန့်အက်ဒစ်ဘီအေပရော့တ်အလိုက်ဒီ77အင်္ဂလိပ်လိုလိုပဲနော်ဂျန်ကိုအေရီယာဆက်ကျူရတီဒရောရင်းဘော်ဒစ်မော့ခ်ဒီမိုကရစီအဒီမိုအဒီမိုဒီမိုစွိုက်ဗီရှင်းမော့ခ်နော်ဟိုကျွန်တော်အင်ဂျန်ကိုအင်စက်တင်ဘာ2009နေဆိုတော့ဒီမိုစွိုက်ဗီရှင်းနဲ့စွိုက်ဗီရှင်းရိုက်ဇေးရှင်းဒီမိုတိုက်ဇေးရှင်းဒီမိုတိုက်ဇေးရှင်းအင်္ဂလိပ်လိုလိုပဲအသိမပြောတော့စက်တင်ဘာ2009စက်တင်ဘာမှာ ယဟန်တန်ဃာတွေကိုတက်ဖြတ်ခဲ့တဲ့တမန်ဒီမှာပုံမှုဒုတိယပုံမှုပေါ့ဒုတိယပုံမှုကြီး2000ခုမှာ2000နှစ်မှာတော့ပုံမှုကြီးတို့မဟုတ်ပုံမှုချုပ်ဖြစ်သွားခဲ့တယ်ဒီကောင်ဒါတမန်ကိုကိုရဲ့တမန်မှုတွေကျွန်တော်ပြောပြနေတာပါဆိုတော့နေဦးတော်လိုင်းရဲ့အခြေအနေကဘယ်တိ ရောက်လာခဲ့ပြီလေဆိုတော့ကစစ်တပ်ရဲ့ဝါအရင်ဆုံးသောတိုက်ခိုက်ရေးဝါရစ်တိုက်ခိုက်ရေးတမားတွေစူးစီးတဲ့တမား၃ခုလုံးကိုခြေမုံနိုင်ခဲ့တဲ့အခြေအနေကိုတော့ရောက်ရှိလာနေပါပြီဆိုတော့ကဒီကနေ့ဖန်ဆီးရမိတဲ့တမားမှုအောင်တပ်ဦးကတော့တီးတကောင်သားပါပဲဘီဒီကိုတင်ရတဲ့ကောင်ကြီးထွက်ခဲ့ဆိုတဲ့ကောင်အခုတော့ အသက်ချမ်းသာပေးပါလို့ဆိုလာတဲ့တမန်တယောက်ဖြစ်ပါတယ်။လက်ဘေးမှာပဒီလေးကိုဆွဲလို့လေဘေးမှာပဒီလေးကိုဆွဲလို့ပြည်သူကိုအကြမ်းဖက်တပ်ပြတ်နေတဲ့ကောင်တွေဟာယူဖုံးကြီးရည်တည်မြနေပါ။ဘာသာသာသနာလိုက်စားတာသူတို့အပြင်မရှိ။အင်းတကောတစိမ့်နေပကူအင်းတကောမှာအထိုင်ချတဲ့တမခွန်ခွန် ဘာသာတာနာလိုက်စားတာသူတို့အပြင်မရှိတဲ့ကောင်းလေဒါပေမဲ့ပြည်သူကိုအရက်ဆက်အကြက်ဖက်တပ်ဖြတ်နေတော့ခါဝိပတ်ချက်မှာနေနေပြီပြည်သူချိန်စာစူးနေပြီဒီကနေ့မှာတော့ထိတ်တုံးခတ်နေပူထဲမှာထုတ်ပြီးပြည်သူကာဝေးတက်ပြီးရဲ့မျက်နာကိုမော်ဖူးရတဲ့အစ်စ်ရောက်နေပြီဖြစ်ပါတယ်အင်းတော့တိုက်ပွဲ ခုနှစ်နှစ်ည9ဒါရီမှာခွေးပြစ်တွက်ပြေးခဲ့တဲ့တမခွန်ခွန်အကြောင်းကိုသူသည်ရရှိသည်မြပင်ပြပေးတာဖြစ်ပြီးဒါအောင်ပွဲနဲ့အတူကျွန်တော်တို့ PDF ရဲဘော်တွေဖြစ်ပါတယ် PDF ရဲဘော်တွေဆိုတာက MOD တွေ MOD တွေခဏထားမြေပြင်ကတော်လိုင်းကြီးရဲဘော်တွေဆိုလိုတာဖြစ်ပါတယ်အဲ့တော့တမခွန်ခွန်တမခွန်ခွန်တမခွန်ခွန်ကကောင်းပြီ ျန်ကုန်မှာပြစ်သက်ခဲ့တဲ့ကမာယုအတကတိရှိကညီညီတမခွန်ခွန်အကောင်ဒီပါဇက်ထဲယူနေဘူးလောင်းထည့်ပြီးဥအခွေလိုက်ထုတ်ခံခဲ့ရတယ်အန္တရဲ့အမှန်မင်းတယောက်ရေရက်ဆက်ဆက်ခွေးဘလူးကဲ့သို့ဖက်စစ်စစ်ဘလူးတွေရဲ့လှုပ်ဆောင်ချက်တွေကိုဒီကနေ့လောကတဘာဝိထတရားဟော ီလူလူရဲ့တစ္ဆာတရားမေတ္တာတရားကရောပြည်လူကာဝေးတပ်ဖွဲ့ဝင်မျိုးဆက်တဲ့လူငယ်တွေရဲ့စူးစမ်းမှုကြောင့်ဒီကနေ့စစ်ခွေးအယောက်190ကိုအရှင်လက်လက်ဖမ်းမိခဲ့ပါအဲ့ဒီအရှင်လက်လက်ဖမ်းမိတယ်ဆိုတာကဗမာစစ်တပ်တမိုင်းမှာအယက်ဆက်ဆုံးသောလူမိတ်စာကောင်းတွေတမခုကုန်လက်အောက်ကစစ်ခွေး190ဖြစ်ပါ ျေးဇူးပြုပြီးစစ်ကောင်စီဘောမာတွေကိုဒီဗီဒီယိုလေးပြပေးချဖို့ကျွန်တော်တောင်းဆိုလိုပါတယ်ဒါကတော့စစ်ကွေးအယောက်80ဟာမြန်မြညိုမျက်နှာကနေဝိပတ်ချမှာတင်ပြီးပြည်သူချိန်စာစူးကပြည်သူမြစ်တာကြောင့်လုံခြုံနေတဲ့ပြည်သူကာကွယ်ရေးတပ်မတော်ရဲ့ရဲဘော်တွေရဲ့လက်အောက်မှာဘုံတုတ်ထိုင်ကမော်ဖူး မာနတွေခွာချရက်ဆက်ယုံမှမှုတွေနောင်တရမယ်လို့ဘောထင်ကြပါသလားအခွင့်အခါတည်ဆက်လက်ယုံမှကြအောင်မယ်ကောင်းလေဆိုတာလောက်ကိုင်းလုံးကလှုပ်ပေးခဲ့တဲ့အရာရှိအရာခံအချက်စစ်တီဒီကနေ့တိုက်ပွဲတွေမှာပြန်ပါနေတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်တွေ့ရပါတယ်ဒီတရား90မဟာပထဝီမြေကြီးလေးလုံးလာပါတယ်မဟာပထဝီမြေကြီးလေးလုံးလာပါ သို့တော်ပြည်သူကာကွယ်ရေးတပ်မတော်သားတွေဆိုတာတော်လိုင်းကိုစင်နေနေတာချစ်ချင်းမြတ်တာကြောင့်ဖြစ်ပါတရားမြတ်တာမှုကိုချစ်တဲ့စိတ်လူအဖွဲ့စည်းကိုချစ်တဲ့စိတ်တိုင်းပြည်ကိုချစ်တဲ့စိတ်ကြောင့်စနေဆိုးဖက်စစ်စစ်ဘလူရှန်ကတိုင်းပြည်ကိုကယ်တင်နေတာဖြစ်ပါတယ်ချစ်ချင်းမြတ်တာကြောင့်ဒီစစ်ကိုစင်နေနေတဲ့မတို့ရဲဘော်တွေကတော့လူနှလုံးသားနဲ့အညီ ဘာဆက်လုပ်လဲတော့မသိသေးပါဘူးအဲ့တော့လူကြီးမင်းတို့ကရောတက်မခွန်ခွန်နဲ့ပတ်သက်ပြီးဘာပြောခဲ့ခြင်းပါတလေဒီနေ့ရတော့ဒီလောက်အားလုံးကိုကျေးဇူးတင်ပါတယ်